အားလုံးပဲမင်္ဂလာပါရှင်။အာစီတုတ္တဆုံယတ္တဆုံ channel မှ ပြန်လည်ကြိုဆိုပါရစေ။ကျမကနှင်းစီ ဖြစ်ပါရဲ့ရှင်။ကျမအခုဖတ်ပြပေးခြင်းနဲ့စာအုပ်ကလေးကတော့ဒီကူရဲ့ရေးသားထားသောနတ်ငယ်အပိုင်း၅ကိုဖတ်ပြပေးမှာ ဖြစ်ပါရစေ။ကျမနဲ့အတူနားဆင်အားပေးဖို့ဖိတ်ခေါ်ပါရစေရှင်။နတ်ငယ်အပိုင်း၅ကိုရွှေသာကြီးနဲ့ကျွန်တော်ဒီ ညနေ၄နာရီတွင်ပညောင်ပင်မှထွက်ပြီးဖျားဝှေ့ပြူသောအိမ်ဝှေ့မပြူသောအိမ်စသည်တို့ကိုမှတ်ရသည်အချို့အိမ်များကအိမ်မောကြနေစေအချို့တွေကြပြန်တော့လဲ၄နာရီထိုးကိုတော့ထပါရဲ့သို့တော့ထမင်းအိုးတဲခြင်းထမင်းချမ်းနဲ့ထမင်းကြော်ခြင်းယုံသွားယုံပြန်သမားများအတွေ့ထမင်းကြိုင်စီစဉ်ဖို့သာစိတ်ဆောကြပြီးဖျားရှိခိုးဖို့တတိမရကြသူတို့ရွာတောင်ပိုင်းကဒေါ်ရင်မဲနှင့် ဥလာပွင့်တို့နှစ်ဦးသာဖျားရှိခိုးပြီးအမျှပေးခြင်း15မိနစ်ခန့်လောက်တရားထိုင်တာတို့ဘာတို့ကို တွေ့ရတတ်ပါတယ်။မင်းတွေ့ပြီလား။အသက်ကြီးတဲ့လူတွေသာသူတို့လာရကောင်းမှုအတွက်မြတ်စွာဘုရားကိုအားကိုးကြတယ်။တရားကိုအားကိုးကြတယ်။အသက်ငယ်တဲ့လူတွေကတော့လောကီကိစ္စနဲ့ရှုံ့နေတာပါပဲ။ကိုရွှေသားကြီးပြောတာကို ကျွန်တော်သဘောပေါက်ပါတယ်။ဒါပေမဲ့အိမ်ရှိလူကုံအလုတ်လုံကြရတဲ့ခင်မှာဖះကိုမိကြတာတော့အမှန်ပဲ ကျွန်တော်လူဘွားတုံးကဆိုရင်အိယာကနိုးတာနဲ့ထမင်းအိုးတစ်လုံးတင်းပြီးရင်ရင်နူးအိုးတည်ရင်ငှဲ့ယူထားတဲ့ထမင်းရည်ကိုစားခတ်တော့ပြီးတာနဲ့ရေချိုးလမ်းထိတ်ကမိုဟင်းကားဆိုင်မှာကျွန်တော်လဲစားအတော့အတွေ့လဲဝယ်ပြီးခဲ့ပြီးတော့အလုတ်ကိုတန့်ပြေးရတာကောင်းမာလေးကိုလည်းစောင့်ရသေးတကူဗျကျွန်တော်တို့ဖျားဝှေ့ပြူတော့အိမ်များကိုစည်ရင်စုစုဟန်တို့အိမ်ကိုရောက်တော့ကျွန်တော်ရင်တွေတုံးနေတာပဲသူနေများတွေ့ရင်ပေါ့နီး ဒါပေမဲ့အိမ်ရှိမှာအိမ်ရောက်မြည်ဟုတည်တည်တတ်တတ်ရေးထားပြီးဆက်သွင်းရန်ဟန်ဖုန်းနံပါတ်တွေတောင်းပါလိုက်သေးတဲ့စိုင်းပုံကိုကျွန်တော်တွေ့ရတော့မှခြောက်ချပြီးမှုန်းထူသွားပါတယ်။ဒါနဲ့ဦးရှူသားကြီးကျွန်တော်အထက်ခဏဝင်းကြည့်အောင်မယ်။ဟေ့ကောင်ငါတို့ကအပြင်ကနေပဲစစ်ရတာလေအထက်ဝင်ခွင့်မရှိဘူး။ခဏလေးပါကိုရှူသားကြီးဟာကျွန်တော်ဒီဘဝကိုရောက်တာဒီအိမ်ကကောင်းမလေးကြောင့်ကိုရှူသားကြီးက အခုအေးရောင်းမီဆိုတော့ကဲကွာဝင်ကျင်လဲဝင်မကြစင်းနဲ့ကျွန်တော်အိမ်ထဲကိုရောက်တော့တအိမ်လုံးဟာလာဟင်းလေးဖြစ်နေပြီဘာပရိဘောကမှမရှိတော့သူတို့ပြောင်းသွားကြပြီကျွန်တော်ပြန်ထွက်လာခဲ့ပူရှူသားကြီးခြံစောင်းနဲ့နဲ့အိမ်စောင်းနာကိုခေါ်ပြာဩဟုတ်သားပဲမင်းငေးပြီငါလည်းမေ့နေပြီကျွန်တော်နဲ့ကိုရွှေသားကြီးတို့ခြံစောင်းနဲ့နဲ့အိမ်စောင်းနာကိုမေ့ကြည့်ဖို့အာယုံပြုတ်ပြီးခေါ်တော့သူတို့ရောက်လာကြပါတယ် ဆရာကောင်းမနေနဲ့အဲ့ဒီကြောစွာဆိုတဲ့ငတိနဲ့ကဖြည့်နေကြပြီဆရာလူလိရင်အိမ်ထဲမှာနန်းကျင်နဲ့နေကြတာတော်ပါတော့ဗျာကျွန်တော်အဲ့ဒါတွေမကြားကျင်ပါဘူးသူတို့ဘယ်နေ့ကပြောင်းသွားကြတာလဲနင်းနေပြောင်းနင်းနေပြောင်းနေပြောင်းနေတာကတော့ကြာပြီဆရာပစ္စည်းအစုံကိုတော့မနေ့ကပဲအပြီးပြောင်းသွားကြတာဘယ်ကိုပြောင်းမယ်လို့ပြောတန်ကြလဲခြံဆောင်နဲ့ကြီးကမသိအိမ်ဆောင်နဲ့ကဖြည့်သည် ယူဇနာဥယင်မြို့တော်လို့ပြောတာပဲကျွန်တော်ဘာမှမပြောနိုင်မဲခေါင်းငိုက်ဆိုင်ချပြီးပြန်လာခဲ့တယ်စုဟန်ဟာအပြောကောင်းအပြကောင်းနဲ့ကြောစွာဥနောက်ကိုပါသွားပြီပေါ့ပြည့်ပြည့်စုံစုံနေထိုင်ရင်းနဲ့ဘဝကိုလဲသွားပြီပေါ့ကျန်တဲ့အိမ်တွေကိုလိုက်စစ်ကြပြီးမဲကျွန်တော်စိတ်မပါတော့ဘူးကျွန်တော်စိတ်တွေလေးလံထိုင်မှိုင်းနေတယ်သူနဲ့ကျွန်တော်ဘဝချင်းမတူတော့တာမှန်ပါတယ်ဒါပေမဲ့ ူ့ကိုမယားကြီးရှိတဲ့လူတစ်ယောက်နဲ့ဒီလိုအငယ်ဘဝမှာဖြစ်တာမျိုးကြတော့လဲအဖြစ်မခံစေခြင်းမူနတ်ငယ်ရဲ့အရန်လေးစိတ်ထိခိုက်မနေပါနဲ့သူကကံကားဘာမှာကာမေသူမိစ္ဆာကံကို ထိုက်ပြီးမဲ့သူ့ခန္ဓာကိုရင်းပြီးမောင်လေးနှမလေးနဲ့မိဘကိုရှာကျွေးနေတာမို့တစ်ဖက်ကပြန်ကုသို့ရပါတယ်မိဥပိုင်ပြောတာမှန်ပါတယ်ဒါပေမဲ့လို့ကျွန်တော်ရင်ထဲမှာခံစားနေရတာလည်းအမှန်ပါပဲပြီးတော့ အခြားနှက်တွေစီကကြားရတော့စကားကသိမ့်မကောင်းကျွန်တော်ကမကျွတ်လို့သေးလို့သူ့ကိုဒုက္ခပေးမှာစိုးလို့တဲ့တပိတ်မတုခင်တော့ကစာအုပ်တွေကိုမီးနဲ့ရှို့နေတာကိုတွားကံမိတာကျွန်တော်တော်တော်မှားတယ်ဗျာမိဥပိုင်ပြောတာတဘာဝကြပါတယ်ကျွန်တော်စုဟန်ကိုစူးစမ်းပြီးမေ့ပြရမယ်နှက်ငယ်နေငါပိမှန်ကိုလိုက်လဲပါလားစိတ်အပြောင်းလဲဖြစ်သွားတာပေါ့လားမိဥပိုင်သည်သူ့ပိမှန်ကို သူ့ဝိညာဉ်မှတ်ပုံနေတဲ့ကအတိုင်းပဲအပြာရောင်ခင်းထားပြီးနာယံတွေကိုလည်းအပြာရောင်ဖြော့ပြော့ကိုတုံးပြီးတကားကိုတော့အဖြူရောင်တုတ်ထားပါတယ်လူတွေအမြင်မှာတော့ဒီအပင်ကိုမြရရပင်လို့ပဲမြင်မယ်ကျွန်တော်တို့အတွက်ကတော့ဒါဟာဘုံဗိမာန်တစ်ခုပဲအဲ့ဒီလိုမြင်ရတယ်ဘလို့လဲနဲ့ငယ်နင်းကစိတ်ကူးရင်တန်သားပဲနင်းစပင်တွေကိုပါ အပြာရောင်ဆေးဆိုးလိုက်ပါလားနတ်ငယ်စကားဆုံးတော့မေဥပိုင်ရောနတ်ငယ်ပါဗျိုင်းလူရဲလိုက်ကြပါတယ် ရဲတာလည်းရက်သွားရောမေဥပိန်ဟာတည်ငိမ့်တဲ့နေသားနဲ့ပြောတယ်။ဒီအပတ်လာပြီညနတ်အစည်းအဝေးသဘင်ရှိတယ်တဲ့။ငါတို့ကမတက်ရဘူး။ဘိုးဘိုးတွေပဲတက်ရမှာတဲ့။ဒါပေမဲ့ငါတို့အောက်နတ်တွေအတွက်အကျိုးရှိမဲ့ကိစ္စတွေလည်းပါမယ်တဲ့ဟ။နင်းအမေကနေသိတာလဲမေဥပိန်။ငါ့ကိုအေးရန်လို့ပဲခေါ်ပါလို့ပြောထားရဲ့သားနဲ့။အေးရန်ကခြေထောက်ကိုဆောင်းရင်းသူ့စိတ်ဆိုးသွားတာကို ပြပါဗါတယ်။ အေးရန်ပုံစံကရင်းနှီးတာကြာသွားလို့လားမသိဘူးချစ်ဖို့ကောင်းလာတယ်။နင်ဘယ်ကတိတာလဲလို့။အေးနင်တယောက်တည်းသာငောင်းကြောင်ကြောင်နဲ့မဖြစ်နိုင်တာအတွေ့စိတ်ကူးရင်းပြီးဗိမာန်နဲ့ကုတ်နေတာ။တခြားနှက်တွေကဘိုးဘိုးရဲ့နှက်ကွန်းကိုနေတိုင်းသွားပြီးအထက်နှက်တွေရဲ့ကြောညာတရင်ကိုအမြဲဖတ်နေကြတာ။ငါတို့အတွက်တော့မြုံလင်းချက်ကမရှိသေးပါဘူး။တို့ရှိမှနှက်သက်ဘွာရင့်နဲ့နှက်တွေတပုံကြီးပဲဟာ။ကျွန်တော်စကားကြောင့်အေးရန်တက်ပြင်းကိုချသည်။ ဲ့ဒါကတော့နင်ပြောတာမှန်ပါတယ်အဲ့ဒီနှစ်300 400ရှိတဲ့နှက်တွေယာရုတက်သွားရင်တယောက်ကအဲ့ဒီနေရာကိုအဲ့ဒီလူရဲ့နေရာကိုတယောက်ကယူနဲ့စင်ကဲစင်ကဲယူသွားကြရင်ငါတို့လည်းတက်ခွင့်ရှိမှာပေါ့အဲ့ဒီလိုဆိုရင်တော့ကောင်းတာပေါ့မေဦးအဲအဲအေးရန်ရဲ့ကျွန်တော်ဆိုတဲ့ကောင်ကလည်းကိစ္စတစ်ခုကိုအကြာကြီးစိတ်မညစ်တတ်တဲ့ကောင်ဆိုတော့စုစုခံကိစ္စဟာခဏလောက်ပဲခံစားရပြီးမေ့ပြစ်လိုက်နိုင်ပါတယ် ငါတို့နတ်သဘင်အစီအဝေးစောင့်နေတဲ့ဘက်ကိုသွားကြည့်ကြမလားနင်ပြောတော့ငါတို့တက်တောင်မတက်ရဘူးဆိုနင်ကလည်းသူတို့ဘလို့ပြင်ဆင်နေဆိုတာသိရတာပေါ့ဟာသူတို့ကတကိုးရှင်နေပဲတကိုးတော်နဲ့မြင်မှာပေါ့အဲ့ဒါကြောင့်မို့နင့်ကို တုံးနေလို့ငါကပြောတာပေါ့နတ်သဘင်ကိုတကိုးနဲ့ပြင်လို့ကုသိုလ်မရဘူးကုလိုအားနဲ့ကိုပြင်မှ ကုသိုလ်ရတယ်တဲ့ဒါကြောင့်သူတို့ကုသိုလ်လိုချင်လို့တကိုးမတုံးပဲပြင်းနေကြတာကိုသွားကြည့်မှား ကျွန်တော်လဲသူနဲ့တိတ်အငင်းခုံလုံးမနေချင်တော့တာနဲ့လိုက်လာခဲ့တယ်။အီးရန်ဆိုတဲ့နတ်မလေးကတွေ့ကြတဲ့ကကျွန်တော်ကိုနိုင်ချင်တာခမ။ဒါပေမဲ့သူနိုင်ချင်ပုံကအမလိုနှစ်မလိုတငယ်ချင်းလိုပါ။ तू ဩဇာပေးရ तू စိတ်ကောက်ရရင်ကျေနပ်ချင်တဲ့နိုင်ချင်တာမျိုးပါ။အခု तू ခေါ်တာကိုမလိုက်ဘူးဆိုရင်ကျွန်တော်ကိုပြဿနာရှာမယ်စိတ်ကောက်မယ်ຫນွယ်ဆိုးဆိုးမယ်အဲ့ဒါမျိုးပါ။ နတ်သမီးအစည်းအဝေးခန်းမှာကို တွေ့လိုက်ရတော့ကျွန်တော်အယမ်းအံ့ဩသွားတယ်။ကျွန်တော်ထင်ထားတွေ့ထားတာထက်ကိုစမ်းပြနေတယ်။အထုအမိုးပြတ်သက်ကနှုတ်လိုက်ရစင်မြင့်နောက်ကရောင်တော်ကုမျိုးရဆက်ဝိုင်းဓာရီအားလုံးကိုကျွန်တော်တအံ့တဩကိုကြည့်နေမိတယ်။ကျွန်တော်လဲလူဘဝတုန်းကအဆောက်အဦးတော်တော်များများကို ကြည့်ခဲ့ဘူးပါတယ်။ခန်းနာမှုကတော့ကြောက်ဆောင်နဲ့ ကြောက်ခဲလုံးကလေးလောက်ကွာချားတယ်။ဟဲဟိုမှာကြည်စမ်းနဲ့ငယ်အီယံပြတဲ့နေရာကို ကျွန်တော်ကြည့်လိုက်တော့ဘိုးဘိုးရယ်ခမညာရှေ့ပေးလောက်ရှိတဲ့တစ်သားချက်ကြီးတစ်ထပ်ကိုထမ်းလို့ကျွန်တော်နဲ့အီယံလည်းဘိုးဘိုးစီအပြေးသွားပြီးဝင်းကူထမ်းတော့အဘိုးကမထမ်းဖို့တားတယ်။ဒီကိုမလာခင်တော့ကအီယံပြော့ထားတာကိုသတိရတာနဲ့ကျွန်တော်နဲ့အီယံပြန်ခွာနေလိုက်ကြရတယ်။ကျွန်တော်တို့ဝင်ထမ်းရင်ဘိုးဘိုးရဲ့ကုသိုလ်ကို ဝင်တုတို့ကြီးဖြစ်နေမှာပေါ့ကို့လူရမဟုတ်ဘူးလားခဏကြာတော့ဘိုးဘိုးရောက်လာပါတယ်မင်းတို့ဘာလာလောက်ကြတာလဲအစီဝေးခမ်းမဆောက်တာကိုမမြင်ဘူးလို့လာကြည့်တာပါဘိုးဘိုးအေးရန်ကတွတ်တွက်လက်လက်ပဲဖြေးတယ်ဘိုးဘိုးကသိကျင်းတ်ပုံတော့မရဘူးဒါပေမဲ့စူလဲမစူပါဘူးဒီတော့ကျွန်တော်လဲနည်းနည်းအတင်ရဲလာပြီးဘိုးဘိုးကိုလှုပ်ချင်တာလေးရှောက်လိုက်ပါတယ်ဘိုးဘိုး ကျွန်တော်တို့ရောတပြားနေဝင်ထမ်းပြီးလို့မရဘူးလားကုသိုလ်ရအောင်လေဆိုတော့ဘိုးဘိုးမျက်နှာက တွေ့ခင်တဲ့တစ်ချက်ဖြစ်သွားပါတယ်ပြီးတော့မင်းတို့ခဏစောင့်ဆိုပြီးတော့ထွက်သွားတယ်ခဏကြာတော့ဘိုးဘိုးပြန်ရောက်လာတယ်မင်းတို့တစ်သားတော့တဲခွင့်မရဘူးဒါပေမဲ့တရားနာနဲ့တရားအဆုံးအဖြတ်ကို ယူဖို့လာမဲ့နတ်ပြည်၆ထက်ကနတ်တွေနတ်မင်းကြီးတွေကိုခစားဖို့မန်းတပ်အတွက်ကျင်းတွေတူးကျင်ရင်တော့တူးလို့ရမယ် ဟာတူးမယ်ဖို့ဖို့တူးမယ်တူးမယ်သမီးလေးတူးမယ်အင်းကျွန်တော်တို့နှစ်ယောက်စလုံးဝမ်းသာအားရနေပဲတန်တရင်သွားယူပြီးသူပြတဲ့နေရာတွေကိုတတ်မှတ်ထားတဲ့အနဲ့အတိုင်းတူးကြရတယ်။နတ်ငယ်ဒီကျွင်းတူးတာလဲငါတို့လဲကုသိုလ်တွေဘာတွေရမယ်ထင်တယ်နော်။ဘိုးဘကတော့ဘာမှပြောမသွားဘူး။ဒါပေမဲ့အခုငါတို့လုံနေတာက ကောင်းတဲ့အမှုကိုလုံနေတာပဲ။မကောင်းတာတော့မဖြစ်နိုင်ပါဘူးပေါ့။ညနေကိုရောက်တော့ကျွန်တော်တို့တူးထားကြတဲ့တွင်းတွေထဲမှာ တိုင်နေဆိုင်ပြီးနတ်သားနတ်သမီးတွေအတွက်အဆင့်အလိုက်နေရာချထားလိုက်တော့အဆောက်အဦးကြီးတစ်ခုဖြစ်သွားတာကိုကြည်ပြီးကျွန်တော်နဲ့အေးရန်ကြည်နူးနေတယ်။ကဲခဏနေရင်နတ်မင်းကြီးလာတော့မယ်မင်းတို့ပြန်ကြတော့ဘိုးဘိုးရဲ့စကားကိုကျွန်တော်နားလည်လိုက်ပါတယ်။ကျွန်တော်တို့နေခွင့်မရှိဘူးမဟုတ်လား။အေးရန်ကတော့ဈေးနဲ့နဲ့စစ်ဖို့ကြိုးစားသေးတယ်။ဒါပေမဲ့ဘိုးဘိုးကဘာမှမပြောတော့ဘဲထွက်သွားတယ်။ဘိုးဘိုးလည်းကျွန်တော်တို့အနာကထွက်သွားရော အင်မတန်ခမ်းနားတဲ့ဗိမာန်ကြီးဟာကျွန်တော်တို့ရှိကနေချက်ချင်းပြောက်ွယ်သွားတယ်။တယောက်ယောက်ကကျွန်တော်တို့အဆင့်နတ်တွေမမြင်ရအောင်တကိုးတော်နဲ့꽌လိုက်တာပါ။ဒီတော့ကျွန်တော်နဲ့အေးရန်တို့လည်းဝမ်းနေပြီးပြန်လာခဲ့ရတယ်။လူဘဝတုန်းကကုသိုလ်နေခဲ့တာတွေဟာနတ်ဘဝမှာအဆင့်အတန်းခွဲခြားခံဖို့ပါပဲ။ဒီတခါလူဘဝကိုပြန်ရောက်ရင်တော့ကုသိုလ်ရေးကြီး လှုပ်ပစ်လိုက်မယ်လို့ကျွန်တော်ရောအေးရန်မှာလှိုင်းလှိုင်းလှဲလှဲရဲရဲရင်ရင်ဖြည့်ကျွေးလိုက်တယ်။ပြီးတော့ကို့ဘုံနေရာကလေးကိုပြန်နားကြတယ်။ကျွန်တော်ရောက်သွားတော့ကိုရှေသာကြီးလည်းရောက်နေပါပြီ။ကျွန်တော်ကိုတွေ့တာနဲ့ကိုရှေသာကြီးရဲ့မျက်နှာတီသွားတာကိုကျွန်တော်တွေ့လိုက်ပါတယ်။မင်းကိုငါတခုသတိပေးခြင်းနဲ့နဲ့ငယ်ဘာသတိပေးခြင်းလို့လဲကိုရှေသာကြီးရဲ့မင်းဟိုနဲ့မကလေးအေးရန်နဲ့ဒီနေ့တနေ့လုံးတွဲနေတယ်မဟုတ်လား။အေး မင်းသူနဲ့တွေ့နေတာကိုရက်တန်းကရက်လိုက်။နတ်ဘဝမှာချစ်သူတွေကြီးစားတွေမရှိရဘူး။အထက်ဘုံကနတ်တွေသာသူတို့ကုသိုလ်နဲ့သူတို့ကုသိုလ်ကိုမှီဖို့နတ်မိမယ်တွေရကြတာ။မင်းရက်တန်းကရက်ရင်ကောင်းမယ်။အိုချင်းထအိုချင်းထကျိုးချင်းထကျိုးချင်းညီတဲ့နှချင်းထလို့နှချင်းညီအကုန်ဒုက္ခမြအကုန်နေမယ်။ဒီတော့မှပဲကျွန်တော်ကိုရွှေသားကြီးမျက်နှာမကြည့်တာကိုသဘောပေါက်တော့တယ်။ သူကကျွန်တော်နဲ့အေးဟန်ကိုတမျိုးထင်းနေတာကိုဒီတော့ကျွန်တော်နဲ့အေးဟန်ဘယ်ကိုသွားပြီးဘာတွေလုပ်ခဲ့တယ်ဆိုတာကို ပြောပြလိုက်တော့မှ မုန်းနေတဲ့မျက်နှာကြီးကပြေးသွားတယ်။အေးငါဘိုးဘိုးလိုက်မိကြည့်ဦးမယ်။ဒါတောင်မှကျွန်တော်တို့ကိုယုံသေးတာမဟုတ်ဘူး။ကျွန်တော်တို့ဟာအတူတကယ်တွေဆိုတော့အထက်ဘုံကနတ်တွေလိုမရဲရင်မတင့်တဲမတောက်ပကြပါဘူး။အဆောင်အယောင်အခမ်းအနားမရှိဘူး။နတ်သားကလည်းနတ်သမီးနဲ့ပြောပွားခွင့်မရှိသလို့ ။နတ်သမီးကလည်းနတ်သားနဲ့ပျော်ပါးခွင့်မရကြပါဘူး။ဒါကိုကျွန်တော်တို့သိပြီးသားပါ။ဥရွှေသားကြီးကဘာမှမပြောတော့ဘဲသူ့ဘုံကဂရင်ကြီးပေါ်မှာလှဲနေတယ်။ကျွန်တော်ကတော့ကျွန်တော်ဘုံမှာတင်ပလွဲထိုင်းရင်စုစုဟန်အကြောင်းကိုစဉ်းစားနေတယ်။မဖြစ်နိုင်တော့တဲ့ကိစ္စမှုလွမ်းလို့ဝမ်းနေကြေကွဲလို့စဉ်းစားတာမျိုးတော့မဟုတ်ပါဘူး။ဒီလိုပဲတတိယသွားတာပါ။ဘယ်စီကိုမင်းရောက်နေမလဲ။ဘာတွေကိုမင်းလုံးနေမလဲ။ ဘယ်သူနဲ့မင်းရှိနေမလဲတွေးမိပါတယ်လွမ်းမောရင်နဲ့စဉ်းစားရင်နဲ့ငါတတိရပါတယ်ကျွန်တော်နဲ့လေးဖြူတခြင်းအားဆိုင်လို့လဲလို့တွေးမိရင်ကို့ဘာသာပြုံးမိသေးသည်ဟုတ်တယ်ကျွန်တော်လူဘဝတုန်းကမှတ်မိတဲ့အသည့်ကနင်းနေကလေးရဲ့ဒါကကျွန်တော်စိတ်ဆွဲတာနည်းလို့ထင်ပါတယ်ကျွန်တော်စာအုပ်တွေရဲ့အတော်ရဲ့စွစုဟန်ရဲ့လေးဖြူတခြင်းသုံးလေးပုတ် မျိုးကြီးတခြင်းတပုတ်ထူးရင်တင်တခြင်းသုံးပုံနဲ့ဝိုင်းဝိုင်းတခြင်းသုံးပုံလောက်ပဲကျွန်တော်ပြန်မှတ်မိတာပါဒီလောက်ပါပဲအခုဆိုစုစုဟန်ဟာကြော်စွာဥဝဲထားတဲ့ယူဇနာဥယင်မြို့တော်ကို ရောက်နေရောပေါ့သူဘာတွေကိုလုပ်နေမလဲဆိုတော့မသေးချဘူးသူကတော့ပတ်စံများများရရင်အလှပြင်ကင်ဖွင့်ကျင်တယ်လို့တော့ကျွန်တော်ကိုပြောဘူးတာပဲဘသူနဲ့ရှိနေမလဲဆိုတော့ရှင်းပါတယ်ဟိုငတိကြော်စွာဥနဲ့ပေါ့ အဲ့ဒီငတိရဲ့ပတ်ဆိုင်ရင်ခွင်မှာသူကားစဉ်အတင်ခန်းရနေရမှာတေးကြတယ်။ဒါတွေကိုတွေးနေလို့ဘာမှအကျိုးမရှိဘူးဆိုတာလည်းသိပါတယ်။ဒါပေမဲ့ကျွန်တော်မှလုံးစရာဘာမှမှ မရှိတာပဲ။ဒီတော့လူဘွားတို့ကမှတ်မိတာလေးတွေကိုစမြုံပြန်မိတာပါပေါ့ဗျာ။အသူတကယ်တချင်းမဆိုရဘူးလို့ဘယ်နဲ့ကပြောထားလို့လဲမဟုတ်ဘူးလား။ဒါပေမဲ့ကျွန်တော်နောက်တချင်းတွေကိုဆက်မဆိုတော့ပါဘူး။ကျွန်တော်ကတချင်းကြီးရင်အနားမှာလူတယောက်ယောက်အ ਨੇ ဆုံးရှိနေမှကြိုက်တာ ဲ့ဒီလိုလူရှိနေရင်သူဘာပဲဖြစ်ဖြစ်ကျွန်တော်ဆိုတဲ့တခြင်းကိုအာယုံဆိုင်မိမှာပဲဒီတော့ကျွန်တော်ဆိုတာကောင်းမကောင်းကိုသူ့စိတ်ထဲမှာဝေဖန်နေမှာပေါ့တချို့ကဆိုရင်ထူးရင်တည်းရဲ့တခြင်းတွေကိုကျွန်တော်ညိတာတော်တော်ကောင်းတယ်လို့ဝန်ခံချီးကျူးကြတယ်ဗျအဲ့ဒီလိုချီးကျူးတော့လေကျွန်တော်ကရှက်သွားပြန်ရောကျွန်တော်ကိုရတဲ့ဘုံဘိတ်မှန်မှလှဲနေရင်ဘိုးဘိုးတို့နဲ့တဲ့ပင်အစည်းအဝေးမှာဘာရီမြန်ပြောကြမလဲလို့တွေးနေမိတယ်။နောက်ပြီး ဥရဝေလနမင်းကြီးတွေလည်းမြင်ဘူးကျင်တာအမှန်ပဲကျွန်တော်အေးရန်ရဲ့ဗိမှန်ကိုသွားလဲခြင်းပေမဲ့ခုနကကိုရွှေသားကြီးကပြောထားတာနဲ့အตาငိမ့်နေလိုက်ရတယ်အဲ့ဒီအချိန်မှပဲဘိုးဘိုးပြန်ရောက်လာတယ်ဘိုးဘိုးဟာသူ့ရဲ့အဆောင်အယောင်တစ်ခုဖြစ်တဲ့တာမီးရတောင်ကိုခုခုံပေါ်မှာတင်တယ်ဘိုးဘိုးရဲ့မျက်နှာမဆူစလောက်တည်ငိမ့်နေတယ်လို့ကျွန်တော်ထင်တယ်ဘိုးဘိုးနောက်တစ်ပြင်အစီဝေးကဘာတွေကြားခဲ့ရလဲယင် ဘူဘူအတွေ့ရောဘာထူးခြားချက်ရှိလဲဘူဘူဟာကျွန်တော်နဲ့ကိုရွှေသားကြီးတို့အလူအရဲ့မိတာကိုမဖြေပဲဘူဘူရဲ့ဗိမာန်တကားဝကိုသာလက်အုပ်ချီရင်ဆဲ့ကြည့်နေတယ်ဒီတော့ကျွန်တော်တို့လည်းလက်အုပ်ချီပြီးဘူဘူကြည့်သလိုပဲကြည့်နေတော့အေးရန်ရောက်လာတယ်အေးရန်ကပထမအံ့ဩနေပေမဲ့ပန်းနဲ့တဲ့မင်းကလေးမှုကျွန်တော်နဘေးကိုပြည့်ကန်ရင်လက်အုပ်ချီပြီးတကားကို ကျွန်တော်တို့ငေးသလိုပဲငေးနေတယ်ကျွန်တော်စိတ်ထဲမှာဥရဝေလနတ်မင်းကြီးကိုယ်တိုင် ဘိုးဘိုးရဲ့ဘုံပိတ်မှန်ကိုကြွလာမလားလို့တောင်းထင်မိပါတယ်။ဒါပေမဲ့ခဏကြာတော့ရွှေရောင်ကျိုးတိုင်းခြုံတဲ့ဘောမှာကနှုတ်တွေရေးထားပြီးအနာတအနဲ့ခြုံသွားကိုခြုံထားတဲ့ရွာတော်ရှင်ဘိုးဘိုးနဲ့သူ့နောက်ပါနှက်တွေကြွလာတာကိုကျွန်တော်တို့တွေ့လိုက်ရတယ်။ကဲကဲသူမနာဥရဝေလနတ်မင်းကြီးမိတ်လိုက်တဲ့အတိုင်းသူတို့ကိုပြန်ပြောပြလိုက်။ရွာတော်ရှင်ဘိုးဘိုးရဲ့စကားအကြောင်းတခြားလူတော့မသိဘူး။ ကျွန်တော်ကတော်တော်လေးထိတ်လန့်သွားတယ်။ဟုတ်တယ်လीကျွန်တော်တို့နဲ့နမင်းကြီးဆိုတာကအစ်င့်ကတသန်းလောက်กว่าတာ။အခုရွာတော်ရှင်က သူ့ကိုယ်တိုင်မပြောဘဲဘိုးဘိုးသူ့မနာကိုပြောခိုင်းနေဆိုတော့ကျွန်တော်တို့အတွေ့အခြေအနေမကောင်းဘူးလို့ကျွန်တော်ယူဆပြီးထိတ်လန့်သွားတာပါ။ဘိုးဘိုးသူ့မနာကရွာတော်ရှင်ဘိုးဘိုးကိုအယိုအသေးပြုတ်ရှ िख ိုးပြီးတော့မှ ကျွန်တော်တို့၃ယောက်ဘက်ကိုလှည့်ပါတယ်။ကျွန်တော်တို့၃ယောက်ဆိုပေမဲ့ ဘိုးဘိုးဆိုင်ကြည့်တာကကျွန်တော်တယောက်တည်းကိုပါရွာတော်ရှင်ဘိုးဘိုးကြီးဟာငါတို့ဒီအပိုင်းမှာရှိတဲ့နှက်တွေအားလုံးနဲ့ကောင်းကျိုးဆိုးကျိုးတွေကိုစီမံဆုံးဖြတ်ရင်းနန်းဆန်ခဲ့တာနှစ်သုံးတောင်ကျော်သွားပြီဘိုးဘိုးကစကားခဏရက်ချင်းကြမှကြံတဲ့သူတွေကိုခဏကြည့်တယ်ပြီးတော့စကားပြန်ပြောတာနဲ့ကျွန်တော်ကိုပဲစိုက်ကြည့်ပြီးပြောတော့နေရထိုင်ရကြက်တာမပြောပါနဲ့တော့ အခုနတ်တပင်အစည်းဝေးရဲ့ဆုံးဖြတ်ချက်အရရွာတော်ရှင်ဘိုးဘိုးဟာနှစ်စီလိုအထက်မြမပုံမှာစံစားရတော့မယ်ဘိုးဘိုးကခဏနာရင်ကျွန်တော်တို့သုံးဆောင်ကိုကြည်ပြန်တယ်ပြီးတော့ကျွန်တော်တယောက်တည်းကိုပဲကြည်ပြီးဆက်ပြောပြန်တယ်ဒါပေမဲ့အခက်အခဲတစ်ခုကရွာတော်ရှင်ဘိုးဘိုးနဲ့လွန်ခဲ့သောကဘာတထောင်ကစပြီးတော်ခဲ့တဲ့ဆွေတော်မျိုးတော်တွေကတူးတယောက်က ေတဒါနခေါ်တဲ့အလှကိုလှုပ်ပေးပြီးဘဝများစွာကမိမိနဲ့ဆွေတော်မျိုးတော်အားလုံးကို အမျှပေးဝေပါれလို့အမျှပေးမှငါတို့ရဲ့ရွာတော်ရှင်ဘိုးဘိုးကတာရုခေါ်ခွင့်ရပြီးရွာတော်ရှင်ဘိုးဘိုးကပြမပြီးတက်မင်းငါကဘိုးဘိုးရဲ့ရွာရှင်တော်နေရာကိုရောက်မယ်စကားကိုတိတိကျကျပြောတတ်တဲ့ဘိုးဘိုးကြောင့်ကျွန်တော်နားလည်သွားပါပြီဒါပေမဲ့အဲ့ဒီစကားတွေကို ကျွန်တော်ကိုကြည့်ပြောနေတာတခုကိုပဲကျွန်တော်စဉ်းစားလို့မရတာအဲ့ဒီတော့ရွာတော်ရှင်ဘိုးဘိုးကြီးကိုကိုညီဖို့နတ်တွေရွေးတဲ့အခါငါဗိမှန်ကနတ်ငယ်အစ်စာကိုဥရဝေလနတ်မင်းကြီးကိုတိုင်ရွေးတယ်ကျွန်တော်တကူလုံးစိတ်ကနေနေအောင်အေးရသွားတယ်ဒါဟာမဖြစ်နိုင်ပါဘူးဘိုးဘိုးနောက်နေတာလို့ပဲကျွန်တော်ထင်တယ်ဘာကြောင့်အစ်စာကိုရွေးရတယ်လဲဆိုတော့အစ်စာဟာရွာတော်ရှင်ဘိုးဘိုးရဲ့ ကဘာတထောင်ထဲမှာတားအဖဘဝ9000ကျော်ဖြစ်ခဲ့ဘူးတဲ့အထုံရှိတယ်။ကြံတဲ့နှက်တွေလဲရွာတော်ရှင်ဘိုးဘိုးနဲ့ဆွေမျိုးတားအဖတော်ကြပါရဲ့။ဒါပေမဲ့အစ်စာလောက်ဘဝမများဘူး။ဒီတော့ဒီကိစ္စကိုမင်းဆောင်ရွက်ရနိုင်မယ်။ကျွန်တော်တကူလုံးဟာထူးပူနေတယ်။ရွာတော်ရှင်ဘိုးဘိုးကိုကူညီရမှာတဲ့။ကဲအဲ့ဒီတော့မောင်အစ်စာ မနဲ့ပြန်ကိုအတိတ်ကဘာ9000တိတိကြည့်လို့ရတဲ့နတ်မယ်စီသွားပြီးဘိုးဘိုးနဲ့ဘဝကဘာတစ်ထောင်မှာတော်ခဲ့တဲ့ဆွေမျိုးတွေတဲကလူဘဝအဖြစ်ရှိနေတဲ့ဆွေမျိုးကိုရှာပြီးတော့ဒီလိုရှာဖွေခွင့်နဲ့ဘိုးဘိုးစီကိုအချိန်မီဝင်ထွက်ခွင့်အတွက်ဒါဘိုးဘိုးရဲ့အမှတ်အသားပဲရွာတော်ရှင်ဘိုးဘိုးကဖြူစွနေပြီးအလဲကောင်းမှဂါထာလာဖျားစာလာတင်ကီတာလာမသိတဲ့ ရေးထားတဲ့ပုံအပြားကလေးကိုပါပေးပါတယ်။အပြားကလေးရဲ့တောင်းတထောင်မှာအပေါက်ဖောက်ပြီးရွှေကြိုးကလေးတတ်ထားလို့ဘိုးဘိုးသူ့မနာယူပြီးကျွန်တော်ကိုဆွဲပေးပါတယ်။ကျွန်တော်အံ့ဩနေတော့မှာပဲဘိုးဘိုးသူ့မနာဟာရွာတော်ရှင်ဘိုးဘိုးဇေယစက္ခကိုဝိပြုလို့ကျွန်တော်တို့လည်းလိုက်ဝိပြုလဲပြီးရောရွာတော်ရှင်ဘိုးဘိုးကိုနေရာမှာမတွေ့ရတော့ပါဘူး။ဘိုးဘိုးသူ့မနာကမောသွားတယ်လို့သူ့ဘုံနှမ်းမှာထိုင်နေ ျွန်တော်တို့လည်းအလိုက်တသိနဲ့ပဲဘိုးဘိုးကိုဘာမှမမေးတော့ပဲအလိုက်သင့်ခါစားမြဲခါစားနေပါတယ်။နတ်ငယ်နင်းတော့ထောပြီးသိလား။ရွာတော်ရှင်ဘိုးဘိုးကိုကိုညီနိုင်ရင်နင်းအထက်ဘုံကိုတောင်ရောက်နိုင်နေ။ရောက်ရင်နင်းငါတို့ကိုမမိနဲ့နော်။အခုတိတ်တိတ်နေလိုက်ဘိုးဘိုးအနားယူနေတယ်။ကျွန်တော်စကားကြောင့်ဘိုးဘိုးကမျက်စိဖွင့်ကြည့်ပါတယ်။အစ်စာနတ်တို့မြည်သည်ပင်မစင်းရဲရိုးထုံးစံမရှိဘူး။ အခုရွာတော်ရှင်ဘိုးဘိုးအတွက်ပေတဒါနရဲ့အင်္ဂါ၄ပါးကိုငါရွတ်ပြမယ်။တခါတည်းမမိမလျော်မှတ်သားထားတော့ချစ်သားအစ္စာ။ဟုတ်ကဲ့ပါဘိုးဘိုး။ပထမဦးဆုံးပေတဒါနရဲ့အင်္ဂါ၄ပါးကိုဘိုးဘိုးရှင်းပြခြင်း ਨੇ ။ပထမဦးဆုံးအချက်ကအတိတ်မှာမိမိနဲ့ဆွေမျိုးတော်ဆက်ခဲ့တဲ့ပိတ်တာအတူတကယ် စသည်တို့ကိုရည်စူးပြီးလှူဒန်းနဲ့အလှဖြစ်ရမယ်အစ်စာဟုတ်ကဲ့ပါဘူဘူမှတ်မိပါတယ်အေးနမတ်နှစ်ကတော့အဲ့ဒီအလှပေးလှူတဲ့အခါမှာပိတ်တာအတူတကယ်တွေကလည်းတာရုခွန်နိုင်ဖို့အသင့်ရှိနေရမယ်အစ်စာမှတ်မိပါပြီဘူဘူကောင်းပြီသုံးအချက်ကအရေးကြီးတယ်လှူပွဲပစ္စည်းဝိထုကလည်းအကပ္ပိယအနာမတငွေကြီးမဟုတ်ပဲ စွန်း၊တင်ကန်းစသည်တို့ပဲဖြစ်ရမယ်။ငွေကိုလှူရင်အလှူပြက်တယ်။ဟုတ်ကဲ့ပါဘိုးဘို။နံပါတ်၄ကတော့အလှူကံပုပ်ဖို့ဟာဖျားအမှုပြုတဲ့အရိယာတန်ခါ၊သီလဝင်တတန်ခါတွေဖြစ်ရမယ်။ဟုတ်ကဲ့ပါဘိုးဘို။ပြီးတော့မြတ်စွာဘုရားကပေတဒါနတရားဆိုတာတမလွန်ဘဝကို ပြောင်းသွားပြီဖြစ်တဲ့မိမိဆွေမျိုးညာတိတွေကို ရည်စူးပြီးတန်ခါ၌ကောင်းစွာတည်၍တန်ကိကဒါနအဖြစ်ပေးလှူရမယ်လို့ပေတာဒါနတရားမှာဟောတော်မူတယ်။ဟုတ်ကဲ့ပါဘိုးဘိုးခုနကဘိုးဘိုးရွတ်ပြတဲ့အချက်၄ချက်ကပေတာဒါနအင်္ဂါရက်၄ပါးလို့ခေါ်တယ်။အခုရွာတော်ရှင်ရဲ့ဆွေမျိုးတွေလှူတဲ့အခါလိုက်နာရမယ့်အချက်လဲ၄မျိုးရှိတယ်။အဲ့ဒါကိုလည်းအစ်စသိထားရမယ်။ ဘိုးဘိုးမိန့်သမျှကျွန်တော်ရင်ထဲမှာစွဲနေအောင်မှတ်ထားပါမယ်ဘိုး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 ကပြော့ပြီးတော့ခဏနားတယ်ဘိုးဘိုးကိုကြည့်ရတာဒီနေ့မနဲ့တီကြီးလေးနဲ့နေတယ်လို့ကျွန်တော်ထင်တယ်ဘိုးဘိုးခဏနားနေချိန်မှာအေးရန်ကကျွန်တော်ကိုမြရာရွက်ပေါ်မှာဒုံးနဲ့ရေးထားတဲ့မြရာရွက်ကလေးလေးရွက်ကိုပြတယ်ဘာလဲဟာငါကကုမ္ပဏီတုန်းကလက်ရည်တို့လက်နှိပ်ဆက်သမားလေးနေမိမှာစိုးလို့ ညရရွက်ပေါ်မှာလေရီတို့နဲ့မှတ်ထားတာအေးကောင်းနေကောင်းနေငါစီထဲမှာလဲဒီလေးချက်စလုံးကိုစွရနေအောင်မှတ်ထားပါတယ်ဒါပေမဲ့နေလိုက်မှတ်ထားတာငါအဲ့အတွက်အရှုံးမရှိဘူးအဲ့ဒီအချိန်မှာဘိုးဘိုးဟာခေါင်းကိုတဆက်ဆက်ညင်ရင်းကအခုဘိုးဘိုးကပေတဒါနာကိုပေးလူကြရတဲ့ဤကိုပြောမှာဒီတော့မင်းကြားဝင်မဖြတ်နဲ့ရအောင်သာမှတ်ပြီးတော့ဟုတ်ကဲ့ပါဘိုးဘိုးကျွန်တော်အစင်တက်မှာ ပထမအချက်ကကွယ်လွန်သူမြည်သူမြည်ဝါလို့တေးသေးချာချာရည်စုပေးလှူတာဩဒီတိက ပေတဒါနာလို့ခေါ်တယ်။အခုရွာတော်ရှင်ဘိုးဘိုးနဲ့ကဘာပေါင်းတော်တော်လှမ်းနေတော့ခုနက အင်ကာရက်နေပါတဲ့ကအခြားဘဝကိုပြောင်းနေမိမိရဲ့ဆွေမျိုးညာတိလို့ပဲပေးလှူရမယ်။ကွယ်လွန်ပြီးဖြစ်တဲ့ဘဝများစွာက ပုံကိုယ်ကလည်းတမလွန်ဘဝကနေတာရုခေါ်နိုင်မှုအသင့်ရှိနေရမယ်။ ပြီးတော့အလှူခံပုဂ္ဂိုလ်ကလည်းဒုသီလမဟုတ်ပဲတိလဝင်တယဟန်တိလရှိတဲ့ယဟန်ပေါ့ကွာဖြစ်ရမယ်ဒါမှမဟုတ်ရင်တန်ကိကဖြစ်ရမယ်နောက်ဆုံးအချက်ကတော့အရေးအကြီးဆုံးပဲဟေးမင်းတေးသေးချာချာသာအာယုံဆိုင်နားထောင်ထားဟုတ်ကဲ့ဘူဘူပေတဒါနအတွေ့လှူတဲ့လှူဝယ်ပစ္စည်းတွေဟာယဟန်တန်ဃာတော်တွေနဲ့မကိုက်ညီတဲ့အကပိယ အနာမာတငွေကြီးမဟုတ်ပဲဖျားရှင်ကိုတော်တိုင်ခွင့်ပြုတော်မူတဲ့စွန့်တင်ကန်းကြောင်းစေးအဲ့ဒါဖြစ်ရမယ်ဒါမှသာနဲ့တာရုခေါ်တဲ့လူမှာအကျိုးရှိတယ်မှတ်မိရလားအစ်စာဟုတ်ကဲ့မှတ်မိပါတယ်ဘိုးဘိုးကဲမှတ်မိရင်ပေတာဒါနအင်္ဂါ၄ပါးကနေခုထိတစ်ခေါက်လောက်ပြန်ရွတ်ပြဆန်းကွာဒီတော့ကျွန်တော်လဲ ဘူးဘူးမှားထားသမျှအကုံတောက်လျှောက်မထစ်မငော့မစင်းစားရပဲပုံမှန်လေးတန်နဲ့ရွတ်ပြလိုက်တော့မှဘူးဘူးကျေနပ်သွားတယ်။ကျွန်တော်ကလူဘဝကလေးကညံကောင်းပြီးသားပါဘဝဆိုးလို့သာရှစ်တန်းနဲ့ထွက်လိုက်ရတာ။မှန်ပါပြီတဲ့ချီချူးထိုက်ပါပြီတဲ့ကဲမင်းတို့လည်းခဏနားကြအောင်ဘူးဘူးလည်းတရားထိုင်ဖို့ကြွအောင်မယ်။ပြောပြီးသည်နှင့်ဘိုးဘိုးသည်တာမီးရက်တောင်ကိုတစ်ချက်ဝှေ့ယမ်းပြီးပျောက်ကွယ်သွားသည်။နတ်ငယ် နင်ဘဲကစလုံးမှလဲဘိုးဘိုးဇေယစခရဲ့ဘဝတွေတဲကဆွေမျိုးတော်တဲ့လူကိုငါအရင်ရှာရမှာငါလဲလိုက်ကူညီမယ်နော်နတ်ငယ်ကျမဖတ်ပြပေးခဲ့တယ်နတ်ငယ်အပိုင်းကဒီမာတင်ပြီးဆုံးပါပြီနတ်ငယ်အခန်းဆက်ကိုနားဆင်အားပေးခဲ့ကြသူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်နောက်ဆက်လက်ပြီးဖတ်ပြပေးမယ့်အခန်းဆက်တွေနဲ့အတူစိတ်ဝင်စားစရာကောင်းတဲ့ ပညာပေးတုတ္တရတဆောင်းပါးတွေထူးခြားစမ်းကြယ်ဝိထုများကိုလည်းတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel နည်းကိုလည်း like and subscribe ပြုလုပ်ပေးကြဖို့မမေ့ပါနဲ့เนาะနောက်ငယ်အပိုင်း6မှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးဘေးကင်းလုံခြုံကျန်းမာကြပါစေရှင်ကျမကနှင်းစီပါ